မင်္ဂလာပါခင်ဗျာဆရာကြီးဦးတန်းဝင်းလာရေးသားထားတဲ့20ရာစုကြော်ကြဆုံးအာရှခေါင်းဆောင်များစာအုပ်ထဲကဥက္ကဋ္ဌကြီးမော်စီတုံအကြောင်းကိုဖတ်ပြပေးချင်ပါတယ်ခင်ဗျာမော်စီတုံသည်20ရာစုသမိုင်း၌အကြီးအကျယ်ဆုံးနှင့်အထင်ရှားဆုံးသောတရုတ်ပြည်သူတို့၏ခေါင်းဆောင်ကြီးဖြစ်သည်သူသည် တွေးခေါ်ရှင်ကဗျာဆရာတင်ဒကဖြူဟာမှုအမျော်မြင်ကြီးမားသည့်နိုင်ငံရေးသမားလည်းဖြစ်သည်ထို့ပြင် လူ့ရည်အများဆုံးနဲ့အကျယ်ဝန်းဆုံးသောနိုင်ငံကြီးတနိုင်ငံဖြစ်သည့်တရုတ်ပြည်ကို ရာစုနှင့်လေးပုံတပုံကျော်မြ၊နိုင်ငံတော်၏အာဏာကို ယူထားနိုင်စွမ်းရှိသောဗက်ဆုံနိုင်ငံရေးအရေးသွေးများပြည့်ဝနေသည့်ခေါင်းဆောင်လည်းဖြစ်သည်။သူသည်တောင်သူလယ်သမားများ၏သားဖြစ်သည့်အတိုင်းတရုတ်ကွန်မြူနစ်ပါတီတော်လှန်ရေး၌တောင်သူလယ်သမားများကို အာမခံအင်အားစုအဖြစ်စုစည်းကာပါဝင်ခဲ့သည်။သူ၏တပ်များကို ကျေးလက်များ၌စတင်ထူထောင်ခဲ့ပြီးကျေးလက်ဒေသကို အခြေခံ၍တနိုင်ကန်လုံးအတိုင်းတာနှင့်ချန်ကေရှိတ်၏ကူမင်တန်တပ်များကိုချိန်မုံတိုက်ခိုက်ခဲ့သည်1949ခုနှစ်တွင် နိုင်ငံတော်၏အာဏာကို သိမ်းပိုက်နိုင်ခဲ့ပြီးတရုတ်ပြည်သူတမရနိုင်ငံကိုတီထောင်နိုင်ခဲ့သည့်အထိဖြစ်သည်မော်စီတုံသည်ဒုက္ခလိုအာဏာရရန်အတွက်တောင်သူလယ်သမားများကိုအခြေခံ၍ ဒေါ်လာရေးလှုပ်ရှားမှုများကိုစင်နွှဲခဲ့ခြင်းဖြစ်သည်ထို့နောက်မော်စီဒွန်သည်တန်900ကျော်တောင်သူလယ်သမားများပါဝင်သည့်ဘုံလုံငန်းများကိုတိုးချဲ့ဖွဲ့စည်းတိစောက်လာနိုင်ခဲ့သည်နှစ်ပေါင်း20ကြာသောအခါမော်စီဒွန်သည်တရုတ်နိုင်ငံကို20ရာစုအကုန်၌စစ်မှုနိုင်ငံဖြစ်လာရန်အတွက်သူ၏အမာခံတောင်သူလယ်သမားများကိုအထူးအခန့်ကဏ္ဍ၌ပါဝင်စေခဲ့သည်ဒီယိုကွန်မြူနတီပါတီဥက္ကရာကြီးမော်စီဒွန်သည် 1945ခုနှစ်ကတည်းကပင်နိုင်ငံတော်ဖခင်ကြီးအဖြစ်၎င်းတရုတ်ပြည်နှင့်မော်စီတုံသည်ခွဲခွာ၍မရသောတင်ဂေတအဖြစ်၎င်းရပ်တည်လာခဲ့သူဖြစ်သည် မော်စီတုံ၏နိုင်ငံရေးဘဝသည်ကျောင်းဆရာဘဝကစတင်ခဲ့သည် ဟု ဆိုရပေမည်ထိုစဉ်ကပင် မော်စီတုံသည်တရုတ်ပြည်သူတို့ငတ်မော့ခေါင်းပါနေသည့်ဘဝနှင့်မတိနားမလည်ဖြစ်နေသည့်ဘဝမှလွတ်မြောက်လာအောင်တရုတ်ပြည်သူတရက်လုံးကိုဥဆောင်မှုပေးဖို့ရန် ူ၏မဟာတာဝန်ကြီးဖြစ်ကြောင်း ခံယူခဲ့သည်မော်စီတုံသည်သူ၏စိတ်ကူးစိတ်သက်များဖြစ်ပေါ်လာခဲ့သည့်အတိုင်းသူဖြစ်ချင်တာများကို ဖြစ်အောင်တကယ်လက်တွေ့အကောင့်ထဲပေါ်နိုင်ခဲ့သည်ဟု ဆိုရပေမည်မော်စီတုံသည်မက်ခ်စ်ဝါဒကိုဖျားတဆူကိုယ်တလုံးယုံကြည်ကိုးကွယ်ခဲ့သူလည်းဖြစ်သည်သို့သောသူ၏ဘဝတလျှောက်၌တရုတ်ကွန်မြူနစ်ပါတီအတွင်း၌ရောနိုင်ငံတကာကွန်မြူနစ်အချုပ်နှင့် သဘောထားအမြင်ချင်းမတိုက်ဆိုင်မှုများဖြစ်ပေါ်လာခဲ့သည်သဘောတရားအရေးရာအရာတိုက်ပွဲများဆင်နွှဲခဲ့ရသည့်အခြေအနေထိဖြစ်ခဲ့သည်ထို့အပြင်မော်စီတုံသည်တော်လန်ရေးကိုရန်နာမှုမပြုဘဲအမြဲတမ်းတော်လန်တိုက်ပွဲဝင်နေရမည်ဆိုသည့်သဘောတရားကိုယုံကြည်စွဲကိုင်လက်ခံထားသူဖြစ်သည့်အတိုင်းတတ်ထဲနာရောစိုးရအုတ်ချွေရန်တရားနှင့်ပါတီ၌ပါ တော်လန်တတိဖြင့် အပုတ်ချတန့်စင်စင်ရေးများကိုစက်တိုက်လုတ်ကင်လာခဲ့သူဖြစ်သည် မော်စီဒွန်သည်အသက်အရွယ်ကြာပိုင်းကို ရောက်လာသောအခါသူ၏နိုင်ငံ၏လုပ်ဖော်ကိုင်ဘက်ရဲဘော်ဟောင်းကြီးတော်တော်များများသည် သူမျက်စိအောက်၌ပင်ကွယ်လွန်အိဆရောက်သည်ကိုကြုံတွေ့လာခဲ့ရသည်1958ခုနှစ်၌တရုတ်ကွန်မြူနစ်ပါတီတီထောင်သူတဦးလည်းဖြစ်တစ်ချိန်ကနိုင်ငံတော်အကြီးအကဲနေရာကိုလည်းတောင်းယူခဲ့သောတောင်ပေဟူးနှင့် ပါတီထောက်လန်းရေးမှုချုပ်ကန်ရှိန်တို့သည်ရှစ်ဆင့်နောက်ဆင့်အသီးသီးကွယ်လွန်သွားခဲ့ကြသည်ထို့နောက်1986ခုဇန်နဝါရီလ10ရက်နေ့တွင် အသက်88နှစ်အရွယ်ရှိသောချွင်လိုင်းသည်ကင်ဆာရောဂါဖြင့်ကွယ်လွန်ခဲ့ပြန်သည်ချွင်လိုင်းသည်1930ပြည့်နှစ်၌ခီးရှည်ချီတက်ပွဲကြီးဆင်နွှဲခဲ့သောတော်လိုင်းကာလကလေးကပင်မော်စီတုံ၏ညာလေယုံဖြစ်ခဲ့သည် ရှင်တို့နှစ်ဦးသည် စတက်ကိုရော ပါတီနဲ့အစိုးရရန်တရားကိုပါ အတူတကွတိဆောက်လာခဲ့သူများဖြစ်သည်ထို့ပြင် ရင်းတို့နှုတ်ဦးသည်တုံးနဲ့တူအပြန်လန်မိသေးပြူပြီးလုပ်ငန်းတစ်ခုကိုပြီးစီးအောင်ဆောင်ရွက်ခဲ့သူများလည်းဖြစ်သည်မော်စီတုံသည်တရုတ်နိုင်ငံ၏ရှေ့ရီးကိုမျောမြင်နိုင်စွမ်းရှိ၍လူအများမိမိဘက်ပါလာအောင်ဆွဲဆောင်စည်းရုံးနိုင်စွမ်းရှိသည့်နိုင်ငံ၏အည်သွေးရှိသူလည်းဖြစ်သည်ထို့ပြင်တရုတ်ပြည်သူတို့ကို အမှန်တကယ်လမ်းညွှန်မှုများပေးနိုင်စွမ်းရှိ၍လူများလက်ခံနိုင်သော နိုင်ငံရေးစာပေများကို ရေးသားနိုင်စွမ်းရှိသောအရေးချင်းရှိပေသည်။ချွင်လိုင်းသည်များအားဖြင့်ဆက်ဆံရေး၌သူမတူအောင်နှစ်လူပွဲပြောဆိုနေထိုင်တတ်သူဖြစ်သည်။အလုံးရင်ကျေးသိမ့်မှု၍ဉာဏ်ပညာထက်မြက်သည်။တန်တမန်ရေးရ၌လည်းကျွမ်းကျင်သူဖြစ်ပြီးနိုင်ငံတော်၏အုပ်ချုပ်ရေးသမားကောင်းကြီးလည်းဖြစ်သည်။ချူကွယ်လွန်သောအခါ မော်စီတုံဤအသက်သည်82နှစ်ရှိနေပြီဖြစ်သည်တတက်ကြွကြွလုံနိုင်ကန်နိုင်စွမ်းမရှိတော့ပေသို့သောမော်စီတုံဤနိုင်ငံဤအာဏာအရှိန်အဝါသည် ကြီးမားနေဆဲဖြစ်သည် မော်စီတုံဤနိုင်ငံဤဘဝခီးတလျှောက်လုံ၌မော်စီတုံအနေနဲ့ပြင်းမြောက်အောင် မဆောင်ရွက်နိုင်ခဲ့မှုဟု၍တခုသာရှိပေသည်ရင်းမှာအရှားမဟုတ်တရုတ်ရုရှားဆက်ဆံရေးကို ပြည်လဲအောင်မဆောင်ရွက်နိုင်ခဲ့မှုပင် ဖြစ်သည်ကမ္ဘာကွန်မြူနစ်နိုင်ငံကြီးနှစ်နိုင်ငံဖြစ်သောတရုတ်နှင့်ရုရှားဆက်ဆံရေးမပြေလည်မှုသည်တရုတ်တမရနိုင်ငံထူထောင်လာခဲ့ပြီး ခုနှစ်နှစ်ကြာသဘောတရားရေးရာ ကွဲလွဲမှုကပင်စတင်ခဲ့သည် ထို့နောက်နှစ်နိုင်ငံဆက်ဆံရေးသည်တဖြည်းဖြည်းဆိုးဝါးလာခဲ့သည် နိုင်ငံ၏သူတည်သည့်အချို့ကမော်စီတိုဤနိုင်ငံ၏လှုပ်ရှားမှုများသည်ကွန်မြူနစ်ဝါဒီတယောက်ကဲ့သို့မဟုတ်ဘဲ တရုတ်ဆန်ဆန်တရုတ်မျိုးသားကြီးကိုသာအ धिक ထား၍လုပ်ခဲ့သောနိုင်ငံကြီးမျိုးဖြစ်နေသောကြောင့်ရုရှားနှင့်တရုတ်တို့သည် မသင့်မပြတ်ဖြစ်ခဲ့သည်ဟု ဆိုကြသည်တရုတ်နှင့်ရုရှားတို့သဘောထားကွဲလွဲမှုအစသည်ရုရှားနိုင်ငံကနိုင်ငံတော်၏အာဏာကိုပြစ်စီးမဲ့အလို့သမားလူဒန်းစားကသာအာဏာစိုးပိုင်ရမည်ဟုယုံကြည်၍မော်စီတုံသည်နိုင်ငံတော်အာဏာကို တောင်သူလက်သမားများကသာ အာဏာပိုင်စိုးရမည်ဟု ဘောတရားအမြင်ရှိခဲ့သည်ထို့ကဲ့သို့ အခြေခံလူရန်စာယက်တီချက်ရှားနာမှုကြောင့်ကွဲခဲ့သည်ဟုဆိုသည်တရုတ်နှင့်ရုရှားတို့၏သဘောတရားရေးရာကွဲလွဲမှုသည်1962ခုနှစ်၌လူသိရှင်ကြားဖြစ်ခဲ့သည်1969ခုနှစ်တွင်ရုရှားနှင့်တရုတ်တို့သည်နယ်စပ်တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့ပြီးနှစ်နိုင်ငံစစ်ကြီးဖြစ်တော့မည့်အခြေအနေထိရောက်ခဲ့သည်တရုတ်နှင့်ရုရှားနယ်စပ် အငင်းပွားမှုနဲ့ပတ်သက်၍သုံးချိန်တိုင်တိုင်တိုက်ပွဲကြီးများဖြစ်ပွားခဲ့ရာသူနိုင်ငံလုံခြုံရေးအတွက်စိုးရိမ်မှုများဖြစ်ပေါ်လာခဲ့သည် ထို့ကြောင့်တရုတ်သည်အမေရိကန်ပြည်ထောင်စုနှင့်နားလည်မှုယူ၍အမေရိကန်တို့အားဘီယင်နာစစ်ပွဲကိုဆက်လက်ဆင်နွှဲမှုမပြုစေဘဲနောက်ဆုတ်ပေးခြင်းဖြင့်တရုတ်ပြည်သည်အမေရိကန်၏စိုးရိမ်မှုကိုရောပါးစေခဲ့သည်တို့ဖြင့်တရုတ်နှင့်အမေရိကန်ဆက်ဆံရေးသည် ပြန်လည်တင့်မြက်ကြီးလမ်းကြောင်းပေါ်သို့ရောက်ရှိလာခဲ့သည်1985ခုနှစ်သမရနေစင် ပီကင်းသို့လာရောက်လဲပက်ခဲ့ပြန်သည်သမရဖို့သည်တရုတ်ခေါင်းဆောင်များအားတင့်လျော်သောအချိန်၌တရုတ်နှင့်တန်တမန်ဆက်သွယ်ရန်ကိစ္စကတိပြုခဲ့သည်မော်စီဒွန်သည်သူ့ဘဝတစ်လျှောက်လုံး၌သုံးကြိမ်လက်ထပ်ခဲ့သည်ပထမဦးဆုံးလက်ထပ်ခဲ့သည့်ဇနီးသည်ရန်ခံဝီးဖြစ်ပြီး1930ပြည့်နှစ်တွင် မော်ဤညီမဖြစ်သူ မော်စီယန်နဲ့အတူကူမင်တန်ချန်ကေချိတ်တပ်များ၏တပ်ဖြတ်မှုကိုခံခဲ့ရသည်ဒုတိယဇနီးမှာဟိုဆူရှန်ဖြစ်ပြီး1930ပြည့်နှစ်မိုင်6000ခီးရှည်ရှစ်တက်ပွဲ၌မော်စီတုံနှင့်အတူပါဝင်ခဲ့သူဖြစ်သည်တတရနှင့်နောက်ဆုံးလက်ထပ်ခဲ့သောဇနီးတဲ့သည်ရှန်ဟဲရုပ်ရှင်မင်းသမီးလီချွန်ချင်ဖြစ်သည်လီချွန်ချင်သည် အပြိုမဟုတ်ပေတခုလက်တလင်ကွာဖြစ်သည် မော်စီဒုံသည်တတိယဇနီးကိုလက်ထပ်သောအခါဒုတိယဇနီးကိုကွာရှင်းခဲ့သည်ဒုတိယဇနီးသည် မော်စကိုသို့သွားရောက်ပြီးစေကုတားခဲ့ရာမှ အပြန်၌မော်စီဒုံသည် လီချွန်ချင်းကို လက်ထပ်ခဲ့ခြင်းဖြစ်သည်သူမသည် မော်စီဒုံနှင့်လက်ထပ်ခဲ့သောအခါချန်ချင်းဟုအမည်ပြောင်းခဲ့သည်အဆိုပါအမည်ကို မော်စီဒုံကိုယ်တိုင်ပေးခဲ့ပြီးတရုတ်လိုချန်ချင်းသည်မြာစင်းရောင်မြည့်ဟုအတိတ်ပဲရသည် ရုပ်ရှင်မင်းသမီးကိုလက်ထပ်ခဲ့သည့်အတွက်ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့ကဝါစီတုံကိုကန့်ကွက်ခဲ့ကြသေးသည်ဒိုစင်ကမော်နဲ့ချန်ချန်လက်ထပ်မှုကိုအားပေးထောက်ခံသမှုပြုခဲ့သည့်ကန်ချင်းသည်နောင်တွင် သူတို့ဇနီးမောင်နှံ၏ကျေးဇူးတင်ရှိမှုကို ခံခဲ့ရကပါတီထောက်လန်းရေးမှုချုပ်ဖြစ်လာခဲ့သည် ချန်ချင်းသည် မော်စီတုံထက်အသက်20ငယ်၍သမီးနှစ်ယောက်ထွန်ကားခဲ့သည်သူတို့နှစ်ဦးလက်ထပ်ပြီးသည့်နောက် အစာပိုင်းလောက်၌ချန်ချင်းသည်နိုင်ငံ၏နယ်ပယ်ထဲသို့ပါဝင်မှုမရှိခဲ့ပေ။ယဉ်ကျေးမှုတော်လန်ရေးဆင်ရွက်သည့်အချိန်ကာလ၌ချန်ချင်းသည်အရေးပါသောနိုင်ငံ၏အခန်းကဏ္ဍမှ ပါဝင်ကူညီခဲ့သည်။ထို့နောက်ချန်ချင်းသည်နိုင်ငံ၏ဩဇာအာဏာစဉ်နံပါတ်9နေရာကိုရောက်ရှိလာခဲ့သည်။တရုတ်မျိုးသမီးခေါင်းဆောင်များ၌ဆိုလျင် သူသည် ထိတ်ဆုံးကဖြစ်သည်။မော်စီတုံကွယ်လွန်ပြီးနောက်၄ရောက်ခိုင်းတွင်ဥဆောင်ပါဝင်မှုကြောင့် ဖမ်းဆီးအပြစ်ပေးခြင်းခံခဲ့ရသည်မော်စီဒွန်ကို1893ခုဒီဇင်ဘာလ26ရက်နေ့တွင်ယူနက်ပြည်နယ်ရှောင်ရှမ်းမြို့စီရန်တန်းရွာကလေး၌လေသမားကြီးမော်ချန်းရှန်တို့ဇနီးမောင်နှံမှဖွားမြင်ခဲ့သည်စီကန်တင်းကျပ်သူ ဖခင်ကြီးအောက်တွင် မော်စီဒွန်သည် အားလက်သူဟု၍မရှိကျောင်းကိုတစ်ဖက်ကတက်ရ၍အားလက်သည့်အချိန်၌လေလုတ်ကိုဝင်လို့ရသည် မော်စီဒွန်သည်စာပေဝါဒနာပါသည်လွတ်နေသောအဖြူသားစာရွက်ပေါ်တွင်မိမိ၏အမြင်ဟူသမျှကိုရေးမှတ်ထားလေရှိသည်မော်စီဒွန်သည်နိုင်ငံရေးတိပ်ပံဂန္ဓဝင်စာပေရာဇဝင်ပညာရပ်များကိုအလဲတန်းအထက်တန်းကျောင်း၌ပညာသင်ကြားစဉ်ကလေးကပင် သင်ကြားပို့ချမှုကို ခံယူခဲ့ရသူဖြစ်သည်ထိုစဉ်ကပင်မော်စီဒွန်သည်သတင်းစာကိုအမျက်တနှုတ်ထားပြီး မရမကရှာဖွေ၍ ဖတ်ရှုလေးလာခဲ့သူဖြစ်သည်ထိုအခါကတိုက်ခိုက်နေသည့်အချိန်ကာလဖြစ်ပေသည်မော်စီတုံနှင့် တိုးတက်သောចောင်းသားများသည်ပရိသတ်အစိုးရကိုစန့်ကျင်စန္ဒပြသောအနေဖြင့်ရှေဟောင်းအစဉ်အလာစစ်ဆန်မှုရှိထားခဲ့မှုကိုဖျက်တောက်ခဲ့သည်1931ခုနှစ်၌တရုတ်ပြည်သူတို့၏တော်လန်၏အရှိန်ဟုန်သည် မြန်မာလာသောကြောင့်ပရိသတ်အင်ပါယာဘရင်၏အစိုးရပြုတ်ချခဲ့ပြီးသမရနိုင်ငံအစိုးရပေါ်ပေါက်လာခဲ့သည် မော်စီဒုံသည်တမရဆိုးရဤစက်တက်၌6လခန့်အမှုထမ်းခဲ့သည်စမှုထမ်းရင်အချိန်ပိုရရှိခိုက်၌နေ့စဉ်ထုတ်သတင်းစာများနှင့်တိုးတက်သောငင်းချမ်းရေးစာအုပ်များကိုတဲတဲမဲမဲလေးလာဖတ်ရှုခဲ့သည်ဂျိုစင်ကမော်စီဒုံသည်အင်္ဂလန်ကဘောဂဗေဒပညာရှင်အဒမ်စမတ်ဤနိုင်ငံများဤချမ်းသာကြွယ်ဝမှုတဘာဝဝတ္တပညာရှင်ဒါဝင်ဤတရဝါတို့ဤမူလအစား မရိကန်သမ္မတလင်ကွန်ဂျော့ဝါရှင်တန်တောမက်စ်ဂျက်ဖာဆင်ဂျွန်စတူမီဒူဤစာအုပ်များကို လေးလာဖတ်ရှုရင်းသူ့ဘဝကိုကုံလွန်စေခဲ့သည်ထို့နောက်အသက်16နှစ်အရွယ်တွင် ခက်ပညာသင်ကြားရန်နေမှထွက်ခဲ့သည်1933မှ1938ခုနှစ်အထိချန်ရမြို့ဆရာဖြစ်သင်ကျောင်းတွင် တက်ရောက်သင်ကြားခဲ့သည်ထို့နောက်ပြည်သက်နိုင်ငံ၌နိုင်ငံ၏ပညာသင်ကြားရန်ရည်ရွယ်ချက်ဖြင့် ပီကင်းသို့တွားရောက်ခဲ့သည်သို့သောပြင်သစ်နိုင်ငံသို့မတွားရောက်ဖြစ်ပေပီကင်းတက္ကသိုလ်၌လက်ထောက်စာကြည့်တိုက်မှုအဖြစ် ခက်တဝင်ရောက်လုပ်ကင်သည်ထောင်ကွာ၁၉ခုနှစ်တွင်တရုတ်ကွန်မြူနစ်ပါတီအထွေထွေမှုဖြစ်လာမည်ချန်တူရုနှင့်တွေ့ဆုံရင်းနှီးကမက်ဆဝါဒကို လေးလာခဲ့သည်နောက်နှစ်နှစ်ကြာသောအခါတရုတ်ကွန်မြူနစ်ပါတီကို၃၃ဦးနှင့်စတင်ဖွဲ့စည်းခဲ့သည် တရုတ်တပ်နေတော်တိဆောက်ရေးအစီအစဉ်ကိုလည်းရေးဆွဲခဲ့သူဖြစ်သည် မော်စီဒွန်သည်တရုတ်ကွန်မြူနစ်ပါတီဝင် ဖြစ်ခဲ့ပြီးနောက်မကြာခင်မှာပင် သူ၏မွေးရမည်ဖြစ်သောယူနန်ပြည်နယ်သည်တရုတ်ပြည်နိုင်ငံရေးလှုပ်ရှားမှုတစ်ခုလုံး၏တော်လန်၏အချက်အချာဒေသကြီးဖြစ်လာခဲ့သည်ဂျိုစင်ကမော်စီဒွန်သည်လူလျှောက်ရှင်နှင့်စတင်တွေ့ဆုံခဲ့သည် လူလျှောက်ရှင်သည် နောက်တွင်သမရဖြစ်လာသူ ဖြစ်သည်သို့သော လူလျှောက်ရှင်သည် တမရဖြစ်လာပြီးနောက်ယဉ်ကျေးမှုဒေါ်လာ၏ကာလ၌အပုတ်ချခံရပြီးတရုတ်နိုင်ငံ၏စင်မြင့်မှပျောက်ွယ်သွားခဲ့သည်လူလျှောက်ရှိသည်မော်စီတုံနှင့်အတူ45နှစ်မြောက်အတူလက်တွဲလှုပ်ကန်ခဲ့ပြီးမှမော်စီတုံကိုစန့်ကျင်ခဲ့သူ ဖြစ်သောကြောင့်ဖြစ်သည်ထို့နောက်မော်စီတုံသည်တရုတ်ပြည်တောင်ပိုင်းကန်တုံမြို့သို့ရောက်ရှိလာခဲ့ပြီးဒေါက်တာစွန်ရစ်စင်ခေါင်းဆောင်သည့်ကွန်မန်တန်အမျိုးသားဖွဲ့နှင့်ဆက်သွယ်ခဲ့သည် ဂျိုစင်ကကွန်မတန်အမျိုးသားဖွဲ့သည်ကွန်မြူနစ်များကိုတူးချင်းအနေဖြင့်လက်ခံပါဝင်စေခဲ့သည်ကွန်မြူနစ်ပါတီအဖွဲ့အစည်းဖြင့်ပါဝင်ခွင့် မပြုခဲ့ပေထို့နောက်မော်စီဒွန်သည် အသေးအတန်မမမချမ်းဖြစ်ကာယူနန်ကိုလျှို့ဝှက်ပြီးပြန်လာခဲ့သည်မချမ်းမမသည့်ကာလ၌ပင်မော်စီဒွန်သည်ယူနန်၌တောင်သူလက်သမားအဖွဲ့အစည်း20ကျော်ကိုဖွဲ့စည်းပေးခဲ့သည် နောက်၃နှစ်ကြာသောအခါမော်စီဒွန်သည် တောင်သူလယ်သမားလှုပ်ရှားမှုကို အခြေခံ၍စာအုပ်များရေးသားပြုစုခဲ့သည်အဆိုပါစာအုပ်၌မော်စီတုံသည်တောင်သူလယ်သမားများကို တော်လှန်ရေး၌အထူးကပါဝင်ရသည့်အခမ်းကဏ္ဍတွင် ပါဝင်သူကိုအတိမတ်ပြုမှတ်တမ်းတင် ရေးခဲ့ခြင်းဖြစ်သည် ထိုစဉ်ကမော်စီတုံ၏အတွေးခေါ်ကို ပါတီခေါင်းဆောင်အများစုကလက်မခံလိုလှပြီးအထူးသဖြင့် မော်စကို၌ပညာသင်ကြားလာခဲ့သော ညာတက်လူငယ်ခေါင်းဆောင်များကရောချွေမင်းလိုင်းအပါအဝင် ပါတီခေါင်းဆောင်များကတော်လန်ရေးကိုမြို့အနေလုံတမာလူဒန်းစားကသာဥဆောင်ရမည်ဟုသောအတွေ့အခေါ်ကိုလက်ခံထားခဲ့သည်ထို့နောက်မော်စီတုံသည်ချန်ဒရာနိုက်တောင်သူလက်သမားများဥဆောင်သည့်ဆောင်းဥပေါက်ကောက်ရိပ်သိမ်းချိန်ပုံကံမှုကိုဥဆောင်လှုပ်ရှားခဲ့သည်သို့သောမအောင်မြင်ခဲ့ချေထို့နောက်မော်စီတုံသည် သူ၏နောက်လိုက်တက်သား တောင်သူလက်သမားတထောင်နဲ့အတူကျင်ကန်းတောင်ကြားသို့တွားရောက်နေထိုင်ခဲ့ရပြီးပါတီနိုင်ငံရေးဦးဆောင်မှုအဖွဲ့ဝင်ဖြစ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည် မော်စီတုံသည်ချူတေးကောင်းဆောင်သည့်ဒေါ်လာရေးတပ်သား2000နှင့်ပူးပေါင်းပြီးတရုတ်ကွန်မြူနစ်ပါတီ၏ပထမဆုံးတက်နီတော်ကို ဖွဲ့စည်းတည်ထောင်လိုက်သည်တက်နီတော်တွင် မော်စီတုံသည် နိုင်ငံရေးမှုအဖြစ်တာဝန်ထမ်းဆောင်၍ချူတေးသည်စေရေးတပ်မှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည် ယခင်ကချူတေးသည်ခြေစာဝံပြည်နယ်၌ဆက်ပြင်းဖြစ်ခဲ့သူဖြစ်သည်1934ခုဇန်နဝါရီလတွင်မော်စီတိုဥဆောင်သည့်မဟာခီးရှေခြေတက်ပွဲကြီးကိုစတင်ဆင်နွှဲခဲ့သည်အဆိုပါခြေတက်ပွဲသည်1935ခုစောင်းရာသီ၌ခြံစီမြို့ကို ရောက်ရှိလာခဲ့ပြီး အဆုံးသတ်သွားခဲ့သည် မိုင်ပေါင်း8000ကျော်မဟာခီးရှေခြေတက်တိုက်ပွဲတွင် ရန်သူဖြစ်သောချန်ကီရှိတ်တက်ကိုတိုက်ခိုက်ရင်း ခရီးတလျှောက်၌တရုတ်ပြည်သူတို့ကို စီယုံလှုပ်ရှားခဲ့သည်ခီးရှေရှိတက်ပွဲကြီးပြီးသည့်နောက်မော်စီတုံသည် ပါတီဥက္ကရာဖြစ်လာပြီးပါတီကိုထိန်းချုပ်လာခဲ့သည်1943ခုနှစ်ဒီဇင်ဘာလတွင် မော်စီတုံ၏တက်ညီတော်ကိုလိုလားသောမန်ချူရီယာကူမင်တန်တက်မှမူချန်ဆူလျန်သည် ချန်ကေရှိတ်ကိုဖမ်းဆီးပြီးနိုင်ငံ၏ပြန်ပွေးဆွဲသည့်အနေဖြင့်စီယံမြို့သို့ခေါ်ဆောင်လာခဲ့သည်ထို့နောက် ချန်ကီရှိတ်သည်မော်စီတွန်၏ညီညွတ်ရေးတပ်ဦးနှင့်ပူးပေါင်းရန်သဘောတူလိုက်သည်တရုတ်ကွန်မြူနစ်ပါတီသည်ရန်သူဟောင်းချန်ကီရှိတ်နှင့်ဒုတိယအကြိမ်ပူးပေါင်းလိုက်ခြင်းပင်ဖြစ်သည်တရုတ်ကွန်မြူနစ်ပါတီသည်ဆက်တွဲ၌ချုံကင်းမြို့ကိုခြေဆိုင်ထားသောကွန်မတန်ချန်ကီရှိတ်အစိုးရနှင့်ပထမအကြိမ်ပူးပေါင်းခဲ့ခြင်းဖြစ်သည်နှင့်နှင်းငယ်သာကြားခဲ့သည်1940ခုနှစ်၌ကွန်မတန်တပ်များတက်နေတော့အမှတ်၄ကိုစတင်တိုက်ခတ်ရာမှာကွန်မြူနစ်ပါတီနှင့် ပူးပေါင်းမှုသည်စုံကန်းတိုင်သွားခဲ့သည် မော်စီတုံသည် ချန်ကင်ရှိတ်နှင့် အစံပြပြဖြစ်မှုကိုကြားဝင်ဖြန့်ဖြေးမိအမေရိကန်ဗိုလ်ချုပ်ကြီးဂျော့စီမာရှယ်နှင့်တွေ့ဆုံဆွေးနွေးရန်ကမ်းလှမ်းမှုကိုလက်ခံရန်သဘောတူညီခဲ့သည်တွေ့ဆုံဆွေးနွေးပွဲ၌မော်စီတုံ၏ကိုစားချွင်လိုင်းကပါဝင်ဆွေးနွေးခဲ့သည်သို့သောတွေ့ဆုံဆွေးနွေးမှုသည်1948ခုနှစ်တွင် ပြက်ပြားကပြည်တွင်းစစ်ကြီးဒုတိယအကြိမ်ထပ်မံဖြစ်ပွားလာခဲ့သည် ထို့နောက်1946ခုနှစ်တွင်ကိုမင်တန်ချန်ကီရှိတ်တပ်များသည်စစ်ရေးတင်နေကပြူဝါအရအတွေ့အကြုံများနေသောတပ်နီတော်ကိုရှုံးနိမ့်၍ထိုင်ဝမ်ကျွန်းသို့ထွက်ပြေးခဲ့ရသည်ရှင်းနောက်မော်စီဒွန်သည်1946ခုမှ1959ခုနှစ်အထိတရုတ်ပြည်သူသမ္မတနိုင်ငံပါတီဘိုးကော်မတီဥက္ကဋ္ဌအဖြစ်ဆယ်နှစ်တာမြတစ်ဆက်သေးတောင်းထမ်းဆောင်ခဲ့သည်1958ခုနှစ်၌မော်စီတုံ၏ စန္ဒပြသည့်မဟာခုံပြန်ကြော်လွားတွတ်တည်းစီမံကင်းကြီးသည်ပါတီထဲ၌မော်ဂိုတဖန်စန့်ကျင်မှုများဖြစ်ပေါ်လာစေခဲ့သည်ထိုစဉ်ကကာကွယ်ဝင်ကြီးဖြစ်သည့်မာရှယ်ပင်တောင်ဝီသည် မော်စီတုံ၏စီမံကင်းကိုစန့်ကျင်ရာ၌ထင်ရှားခဲ့သူဖြစ်သည်ထို့နောက်မော်စီတုံ၏ဥဆောင်မှုသည် မိမ့်မိန်ခဲ့ရပြီးလူလျှောက်ချီခေါင်းဆောင်သော အုပ်စုသည် ပါတီထဲ၌နေရာရလာခဲ့သည်သို့သော လူ၆ရှိသည့်1968ခုနှစ်တွင် မော်စီတုံး၏ယဉ်ကျေးမှုတော်လှန်ရေး၌အပုတ်ချခံခဲ့ရပြီးယာရုအလုံးမှနှုတ်ထွက်သွားခဲ့ရသည် ထောင်ပေါင်းများစွာသောကွန်မြူနစ်ကေတာများလည်းယာရုမှနှုတ်ထွက်ခဲ့သည်ထို့နောက်အပုတ်ချခံရသူ အချို့သည် မော်စီတုံး၏အရိုက်ယာကိုစက်ခံသည့်ကာကွယ်ဝင်ကြီးမာရှယ်လင်ပြောင်နှင့် ပါတီ၏လဝဲအစွန်ရောက်အင်အားစုတို့၏ခိုင်းကဏ္ဍဆုံးဖြတ်ချက်များကြောင့် အမမာအရင်ရင်ဖြစ်ခဲ့မှုကိုမော်စီတုံတိလာပြီးနောက်ပြန်လဲတက်မှတ်ပေးသည့်အနေဖြင့်တချို့ကိုပါတီတာဝန်ပြန်လဲပေးအပ်ခဲ့သည်1984ခုနှစ်၌ဒုကလိုပါတီတာဝန်ကို ပြန်လဲပေးအပ်ခံခဲ့ရသူများတဲ့၌တိန့်ဆောင်ဖိန်ပါဝင်လာခဲ့သည်ထို့သောမာရှယ်လင်ပြောင်ဤလွဲမားသည့်ဥဆောင်မှုကို ဖော်ထုတ်ပြီးနောက်၄နှစ်အကြာတွင်တရုတ်ပြည်သည် နိုင်ငံရေးပြန်လဲတည်ငြိမ်မှုရရှိလာခဲ့သည်တန်ပေါင်း1000ကျော် တရုတ်ပြည်သူတို့ကခြာဝရကယ်တင်ရှင်ကြီးကဲ့သို့ လေးစားခဲ့ရသော မော်စီတုံသည်1982ခု မေလ1ရက်အလုသမားနေ့နောက်ပိုင်းတွင် လူမှုမြင်ကွင်းသို့ထွက်ချင်းမပြုတော့တော့လဲ1986ခုမေလ26ရက်နေ့အထိနိုင်ငံခြားဧည့်သည်တော်ခေါင်းဆောင်များကိုမူရွေးချယ်လက်ခံခဲ့သည်ထိုနှစ်ဇူလိုင်လတွင် ကျမ်းမာရေးအခြေအနေဆိုးရွားလာသဖြင့်မြေတီဧည့်သည်ကိုမျှလက်ခံတွဲဆောင်ခြင်းမပြုတော့ချေ ထို့နောက်20ရာစု၌ဗက်စတုန်နိုင်ငံ၏ဥဆောင်မှုအရေးအသွေးများဖြင့်ပြေဝသောဥက္ကဋ္ဌကြီးမော်စီတုံသည်1986ခုစက်တင်ဘာလ9ရက်နေ့ပီကင်းစံတော်ချိန်ည7:30မိနစ်မြန်မာစံတော်ချိန်စက်တင်ဘာလ8ရက်ည10:40မိနစ်တွင် ကွယ်လွန်သွားခဲ့လေသည်ကွယ်လွန်ချိန်၌မော်စီတုံ၏အသက်သည်82နှစ်ရှိပြီဖြစ်သည်မော်စီတုံကွယ်လွန်ခြင်းကို ဝန်ထဲသောအထိတ်မှတ်ဖြင့် စက်တင်ဘာလ17ရက်နေ့မှစ၍တရုတ်ပြည်တပြည်လုံး၌နိုင်ငံတော်အလံကိုတဝက်ချပြီးလွှင့်ထူခဲ့သည်ကျွမ်းကြံသောရုပ်ကလပ်ကိုလည်းပီကင်းပြည်သူခမ်းမ၌346ရက်တိုင်တိုင်ထားရှိခဲ့သည်ဥက္ကဋ္ဌကြီးမော်စီတုံကိုဝန်내တာတာချင်းအထိမ့်မှတ်ဖြင့်1986ခုစက်တင်ဘာလ18ရက်နေ့တွင်ပီကင်းမြို့တရံမင်းရင်ပြင်၌လူထုအစည်းအဝေးကြီးကျင်းပပြုလုပ်သည်အစည်းအဝေးသို့တရုတ်ပြည် ထိတ်တန်းခေါင်းဆောင်များနဲ့ပြည်သူတသန်းကျော်တက်ရောက်ခဲ့ကြသည်နိုင်ငံခြားတိုင်းပြည်မှခေါင်းဆောင်များကိုမဖိတ်ကြားတော့လဲအစည်းအဝေးအခမ်းအနားတစ်ခုလုံးကိုဂျိုဒုမတ်တဆင့်ရုပ်မြင်သံကြားတန်လွှင့်ခဲ့သည်တစ်ချိန်တည်းမှာပင်ပြည်내တိုင်းများ၌လည်းပြည်သူတသန်းကျော်ပါဝင်သောဆိုင်ရာအခမ်းအနားများကိုပြုလုပ်ခဲ့ကြသည်1989ခုနှစ်မေလ24ရက်တွင်ဥက္ကဋ္ဌကြီးမော်စီတုံ၏ရုပ်ကလပ်ကိုစီးစင်၍ မှန်ကောင်းဖြင့်ထဲ့ကတိန်အမ်မင်းရှင်ပြင်ရှိ မော်စီတွန်ဘိမှန်၌အခမ်းအနားဖြင့်ထဲ့သွင်းတချို့လိုက်လေသည်